အခုတင်ဆက်ပေးမယ့်သတင်းကတော့လိမ္မော်ရောင်အစစ်နေအောင်ဆင်းရှိရဲ့စာအုပ်များအင်ဂျင်နီယာများရဲ့ထောက်ခံချက်ပါမှာပြန်လည်ပြင်ဆင်ရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငလင်ကြပြောကြပြစီသွားတဲ့လိမ္မော်ရောင်အစစ်အနေအောင်ဆင်းစာအုပ်များလိုင်စင်ရဲ့အင်ဂျင်နီယာရဲ့ထောက်ခံချက်နဲ့ရှောက်ထားပြင်ဆင်ရမှာဖြစ်တယ်လို့မန္တလေးမြို့တော်စီမံတိုင်းကုမ္ပဏီကနေထုတ်ပြန်ထားပါတယ်။ မတ်တလေးမြို့တော်စီမင်သားရဲ့ကော်မတီနယ်နမိတ်သွင်းမှာရှိတဲ့ရှောက်မြို့နယ်အတွင်းကလိမ္မော်ရအစက်အနေအားဆက်သတ်မှတ်ခံထားရတဲ့အဆောက်အအုံပိုင်ရှင်များအနေနဲ့မိမိတို့ရဲ့အဆောက်အအုံကိုပြန်လည်ပြင်ဆင်လိုအပ်နေပတ်သက်ပြီး PERC လိုင်စင်ရအင်ဂျင်နီယာများရဲ့ထောက်ခံချက်ပါပြီးပြီးတော့ပြင်ဆင်ရမယ့် Manhood Statement နဲ့အတူမတ်တလေးမြို့တော်စီမင်သားရဲ့ကော်မတီအဆောက်အအုံနဲ့ကိုယ်ယုံဌာနကိုပြန်လည်လျှောက်ထားရမှာပါ အစအော်ပြန်လဲပြင်ချင်းများနဲ့ပတ်သက်ပြီးတော့လိုင်းနာဆောင်ရွက်ခြင်းရှိပါကတည်ဆဲဥပဒေနှိဥပဒေများအရအရေးယူဆတာမှဖြစ်တယ်လို့မန္တလေးမြို့တော်စီမံတိုင်းကုမ္ပဏီကအတည်ပြုထားပါတယ်ဒီတဲ့ရောတော့မြတ်တူတူကပြပို့လာပါ